အလုံးမဲ့မင်္ဂလာပါဒီပလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ကျွန်တော်တို့ TikTok မှာဒီလိုမျိုး dig qualify ဖြစ်တာကိုဖြည့်ရှင်းတဲ့နည်းလမ်းလေးပေါ့နော်ကျွန်တော် sharing လုပ်ပေးမယ်ဒီ dig qualify ကတော့ကျွန်တော်တို့ TikTok monetization အောင်ပြီးတဲ့သူတိုင်းပေါ့နော်အမြဲကြုံလေးရတယ်ပေါ့နော် dig qualify ကဘာကြောင့်ပြည့်ရတာလဲဆိုရင်ကျွန်တော်တို့ ratio တွေမမှန်လဲပြတဲ့ video quality ဝါနေလဲဖြစ်တယ်ပေါ့နော်အဲနောက်တစ်ချက်ကဒီဥစ္စာဆိုရင်လည်းဒါကိုပိုင်ရဲကူးတင်ဆက်ထားလုံးဝထိုင်ပြောထားတဲ့ video နဲ့ဘာအဖို့ထစ်မှမပါတဲ့ video တွေ ဒီ qualify ဖြစ်တယ်ပေါ့နော်ဒါကတော့ TikTok က Facebook YouTube နဲ့မတူဘူး TikTok ကပို့ပြီးတော့စီကန်နေနေများတယ်ပေါ့နော်အဗီဒီယိုသုံးပုတ်တင်နှစ်ပုတ်လောက်ကဒီ qualify ဖြစ်တယ်ပေါ့နော်ဒါဖြစ်လိမ့်ဖြစ်တယ်ကျွန်တော်ဆိုရင်အမြဲဖြစ်တယ်အမြဲဖြစ်တဲ့အတွက်အခုနောက်ပိုင်း TikTok ကိုတင်ရတာပြင်းသွားပြီပေါ့နော်ဒါကြောင့်ကျွန်တော် TikTok ကိုမတင်တော့ဘူးဟဲ့ဘာဖြစ်လို့လဲဆိုတော့ဒီ Dick qualify ကဒါကိုပဲထိုင်ပြောထားတဲ့ဗီဒီယိုတော်မှာပဲအဖြစ်တယ်ပေါ့နော်အဒီလိုမျိုး Dick qualify ဖြစ်တာတွေကအယူခံယူလိုက်ပေါ့နော်အပီယူလိုက်အယူခံယူလိုက်တာနဲ့သူကပြန်ကောင်းတယ်ပေါ့နော် အဲတချို့ကြတယ်ဒါကိုအယူခံမယူတတ်တဲ့အတွက်ဒီမျိုးအနီးပေါ်လာနေကြောက်လန့်ပြီးတော့ဗောနော်အဲတချို့ကဖြတ်ပလိုက်တယ်ဒါဆိုရင်ကျွန်တော်အဲတစ်ချက်နှိပ်ပြမယ်နော်ဒီ declofine ဆိုတဲ့အနီးနေရာကိုတစ်ချက်နှိပ်လိုက်အဲနှိပ်လိုက်ရင်အတူကဒီလိုမျိုးလာပြပေးတယ်ဗောနော်အဲဒီမှာလည်းသူရေးထားကြတာရှင်းနေတာပဲအဲကျွန်တော်တို့ declofine video ကိုတစ်လတော့တွဲမှာဗောနော်၅ဘုတ်အဲ၅ဘုတ်၅ဘုတ်ရှိမယ်ဆိုတာနဲ့ဗောနော်အဲ၃၀တွဲနဲ့မှာ၅ဘုတ်ရှိမယ် အခုလိုမျိုးတက်ကလပန်တက်ကလပန်ဖြစ်တယ်ဖြစ်မယ်ပေါ့နော်ဖြစ်တော့ကျွန်တော်မျိုးဆိုတာတပုတ်ဖြစ်လိုက်နှစ်ပုတ်ဖြစ်လိုက်တော့ငါးပုတ်လုံးဖြစ်လိုက်တာနဲ့မိတ်ဆွေရဲ့ TikTok အကောက်ကိုဒါ Facebook တီးမက်က monetization အောင်ထားလဲဆိုရင်လည်း monetization ကြရင်ကြာသွားမယ်အဲ့တက်တော့ကိုပိတ်ခန့်တီနဲ့ပိတ်ခန့်တီမယ်ပေါ့နော်အဖြက်ချခန့်တီနဲ့အဖြက်ချခန့်တီမယ်ဒါကတော့ပြစ်ချက်တင်ပေါ်မူတည်ပြီးတော့အဲ့တက်တော့အကောက်ကိုသူ့ဘက်ကအထံပေးမယ်ပေါ့နော်အတိသဘောတရားပဲဒါကြောင့်ကျွန်တော်ရဲ့မိတ်ဆွေကတက်တော့မှာ monetization အောင်ပြီးပြီဆိုရင်ကျွန်တော်ပြောခဲ့သလိုပဲ ဘာဖို့တင်မမတုံမထိုင်ပြောတာတော့မှပဲဒါ deck qualify ဆိုတာရှိတယ်ဗောနော်အဒီလိုမျိုး deck qualify ဖြစ်တဲ့ဗီဒီယိုကိုကျွန်တော်ရမေးဆွေကလုံးဝဖျက်လို့မရဘူးအယူခံယူရမယ်သူကလည်းအယူခံယူတာနဲ့ပြန်မပေးဘူးဆိုတာမရှိပါဘူးအလွယ်လေးအားလုံးကိုပြန်ပေးတယ်ဗောနော်โอเคဒါဆိုရင်ကျွန်တော်အယူခံယူတဲ့နီးလန်းလေးကို sharing လုပ်ပေးမယ်ဒါကတော့ TikTok monetization အောင်ပြီးတဲ့သူတိုင်းပေါ့နော်လုံးဝကိုယ်တိုင်အယူခံယူဖို့ယူတတ်ရမယ်ပေါ့နော်အဲကျွန်တော်တို့မယူဘဲနဲ့အခုလိုမျိုး TikTok live ဖြစ်တာတွေကိုဖြတ်မယ်ဖြတ်မယ်ဆိုရင် TikTok အပိတ်ခံတိတယ်ပေါ့နော် โอเคဒါကြောင့်အဲကျွန်တော်ဒီနေ့ဒါ declarify ဖြစ်တဲ့ဗီဒီယိုတွေကိုဒါအပိယတင်တဲ့နေပေါ့နော်မေတ္တာရက်ခံအဲယူတဲ့နေပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့အခုလိုမျိုးပေါ့နော်ဒါကျွန်တော်တို့တင်လိုက်တဲ့အဲ declarify ဖြစ်သွားပြီပေါ့နော်အဲဒါကိုကျွန်တော်အယူခံယူမယ်အယူခံယူမယ်ဆိုရင်ကျွန်တော်ရမယ့်ဆွေကအထားလေးတွေကိုကျွန်တော်လို့ဒီလိုမျိုးတစ်ချက်ယူလိုက်နော်အဲဒါဆိုရင်ဒီမှာဒီဗီဒီယိုအကွက်ကိုတစ်ချက်နှိပ်လိုက်ဒါထိတဲ့ဗီဒီယိုအကွက်ကိုတစ်ချက်နှိပ်လိုက်အဲဒီဗီဒီယိုဒီဗီဒီယိုပေါ့နော်အဲဒါကျွန်တော်ထိသွားတဲ့ declarify ထိထားတဲ့ဗီဒီယို အဲ့ဒီနေရာလေးကိုကျွန်တော်ရဲ့မိတ်ဆွေကစကွင်ရှက်လေးတစ်ချက်ရိုက်လိုက်အဲဒီလိုမျိုးလေးပေါ့နော်အဲ့ဒီနေရာကိုတစ်ချက်ရိုက်မယ်နော်အဲရိုက်ပြီးတော့နောက်ကလေးကိုတစ်ချက်ပြန်ဆုပ်မယ်โอเคဒီနေရာလေးမှာပေါ့နော်အဲနောက်တစ်ချက်ဆုပ်ပြီးတော့ဒီနေရာလေးကိုနောက်တစ်ချက်စကွင်ရှက်ထည့်ရိုက်မယ်ဒီနေရာပဲနော်ဗီဒီယိုတစ်ချက်ရိုက်မယ်အဲပြီးသွားရင်ဒီနေရာလေးကိုတစ်ချက်ထပ်ပြီးတော့ရိုက်မယ်စကွင်ရှက်တစ်ချက်ရိုက်မယ်ဒါဆိုရင်အဲနှစ်ချက်ပြည့်သွားပြီနော်အဲနှစ်ချက်ပြည့်သွားပြီဆိုရင်နောက်တစ်ချက်ထည့်ရိုက်ရအောင်မယ်ကျွန်တော်တို့ဒီမှာဒက်ကလပ်ပိုင်းဖြစ်တဲ့အနီလေးကိုနောက်တစ်ချက်ထပ်နှိပ်လိုက် အထက်နေလိုက်ရင်အဒီလိုမျိုးပေါ့နော်အဒီ၃ချက်ကိုဒါကျွန်တော်တို့ကရိုက်ပြရမှာဒါဆိုရင်ဒီနေရာလေးကိုတစ်ချက်ရိုက်လိုက်မယ်အဒီ၃ချက်ပေါ့နော်အနောက်တစ်ချက်ကဒါကျွန်တော်တို့ဒီနေရာမှာကိုကရုပ်ပါတယ်ဆိုရင်လည်းကိုဖန်တီးထားတာပေါ့နော်ကျွန်တော်တို့လိုမျိုးပေးနာထိုင်ပြရတယ်ဆိုရင်လည်းကိုရဲ့ရုပ်ကလေးကိုဒါတပ်ပုံထည့်ရိုက်လိုက်ပေါ့နော်အထက်လေးရတယ်မထည့်လေးရတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ကစပြီးတော့အယူခံယူမယ်အယူခံယူတာကလည်းတစ်ခါချင်းချက်ချင်းကောင်းသွားတယ်အဲ့ဒါကြရတယ်25မိနစ်မိနစ်20နာရီဘောပေါ့နော်။သူကတော့24နာရီပြောတာပေါ့နော်။အဲ့ဒီလောက်ထိမကြဘူး။ โอเคဒါဆိုရင်ကျွန်တော်အယူခံယူရက်နေ့ကိုပြပေးမယ်ဒါဆိုရင်အခု date qualify ဖြစ်တဲ့အနီစာကြောင်းကိုနှိပ်မယ်โอเคနှိပ်လိုက်ရင်အဲဒီလိုမျိုးလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ဒါကျွန်တော်တို့ကအယူခံယူမယ်ပေါ့နော်အောက်က appeal ကိုနှိပ်မယ်โอเคဒါဆိုရင်စပြီးတော့အယူခံယူလေးရပြီအဲဒီနေရာဒီအကွက်လေးမှာဒါကျွန်တော်ရဲ့မြေကစာလေးတွေရေးထည့်လိုက်အဲဒီလိုမျိုးလေးပေါ့နော်အဲ Facebook တင်ခင်ဗျာအဲ DBD ပေါ့နော်အသာကျွန်တော်ရက်ကိုယ်တိုင်ရက်ကိုတင်ဆက်ထားတဲ့ဗီဒီယိုဖြစ်ပါတယ်အဲပြန်လို့ရေးဒီဗီဒီယိုလေးကိုစစ်စစ်ပေးပါပေါ့နော်အဲဒီတိုင်းလေးရေးလိုက် အဲမြန်မာလိုရေးပြီးတော့ထန့်စိတ်ပြန်လိုက်ဗျာအဲဒီလောက်ထိတဲ့အတိအကျမလို့ဘူးအဲရေးလိုက်အဲကျွန်တော်ကဒီလိုမျိုးလေးရေးလိုက်တယ်အဲကျွန်တော်ရမရှိချက်ဒီလိုမျိုးရေးပေါ့နော်အဲဒီလိုမျိုးရေးလိုက်အဲရေးလိုက်ပြီးသွားပြီဆိုရင်ဒီနေရာလေးမှာဒီအပေါင်းလေးကိုတစ်ချက်နှိပ်အပေါင်းလေးကိုတစ်ချက်နှိပ်ပြီးတော့အဲဒီနေရာမှာခုနက sequential ရိုက်ထားတာ3ခုရှိတယ်ပေါ့နော်အဲဒီ3ခုကိုထည့်မယ်အဲဒါဆိုရင်အဲကျွန်တော်ထိတဲ့နေရာကဟာလေးကိုအရင်ထည့်လိုက်မယ်အဲထိတဲ့အနေအကြောင်းလေးပေါ့နော်အဲပြီးသွားရင်ဗီဒီယိုကိုအဲ အဲကြိုက်သလိုမျိုးလုပ်လို့ရပါလေဗီဒီယိုထည့်မယ်တင်းနဲ့သုံးပေါ့နော်ခုနကရိုက်ထားတဲ့ဟာသုံးခုနှိပ်လိုက်အဲနောက်တစ်ချက်ကကိုယ့်ရဲ့ဓာတ်ပုံထည့်ချင်လည်းရတယ်မထည့်ချင်လည်းရတယ်ပေါ့နော်အဲဒါကတစ်ခါတကြိုက်နဲ့ကျွန်တော်ထည့်ပေးလိုက်တယ်တကယ်လို့အဲဒီတစ်ချက်ယူခင်ယူလို့မရအောင်ဆိုရင်ကိုယ့်ရဲ့ဓာတ်ပုံထည့်ပေးလိုက်ပေါ့နော်အဲဒီလောက်ဆိုရပြီဒီသုံးခုပေါ့နော်အဲပြီးရင်ဒါ okay ကိုနှိပ်လိုက်တကယ်လို့မရအောင်ဆိုရင်ပေါ့နော်မရအောင်ဆိုရင်ဒီနေရာလေးကိုနှိပ်ပြီးတော့အဲကိုယ့်ရဲ့မျက်နှာကိုဓာတ်ပုံစပီးဆွဲလိုက်တဲ့ပုံတော့ဆွဲပြီးတင်လိုက်ပေါ့နော် okay ဒါဆိုရင်ဒီဗီဒီယိုကိုဒါကျွန်တော်အယူခင်ယူမယ်ရလားမရလားအဲကျွန်တော်ပြပေးမယ်နော် โอเคဒါဆိုရင်ကျွန်တော်ထည့်လိုက်ပြီထည့်ပြီးအောက်ကအနီလေးပေါ့နော်ဆမစ်ကိုနှိပ်အဲဒီတိုင်းလေးပေါ့နော်ဒါဆိုရင်ဒီဗီဒီယိုကိုဒါကျွန်တော်ဒီမှာပေါ့နော်အမြင့်ရင်မကြအောင်အဆုံးထိချူโอเคဒီဗီဒီယိုကိုဒါကျွန်တော်ဒါအပီရဲ့တင်လိုက်ပြီပေါ့နော်အယူခံယူလိုက်ပြီပါပြီဒီအယူခံယူတာကအဲသူကဘလောက်ကြာမလဲဆိုတော့အဲမကြာပါဘူးခဏပဲပေါ့နော်အဲဒီမှာရေးထားတာလေးတော့မရှိတော့ဘူးလားဘလောက်ကြာမလဲဆိုတာပေါ့နော်အချိန်ကတ်တက်လေးတော့ 29ရက်နေ့ ठी ပေါ့နော်အဲသူကဒီမှာဒိတ်ရှိတယ်ဗျအဲ့လောက် ठी မကြပါဘူးအဲခဏလေးနဲ့ပြန်ကောင်းတယ်ပေါ့နော်โอเคဒါကြောင့်ကျွန်တော်တို့ TikTok monetization အောင်ပြီးသွားပြီဆိုရင်အအောင်ပြီးတဲ့လူတိုင်းကအများအားဒီ Tik qualify ကထိတယ်ပေါ့နော်အဒါကြောင့်ကျွန်တော် sharing လုပ်ပေးတာအလုံးဝဒီလိုမျိုး Tik qualify ဖြစ်တဲ့ဗီဒီယိုကိုကိုယ်တိုင် ဖြည့်ရှင်းဖို့လိုတယ်အလုံးဝကြော်ပြစ်လိုက်တာလို့ဖြတ်လိုက်တာလို့မရဘူးပေါ့နော်တကယ်လို့ကျွန်တော်ရေးမချက်ကကိုယ့်ရဲ့ TikTok မှာ Tik qualify ဖြစ်တယ်အဲ့ပြစ်တာကိုဖြတ်ပလိုက်တယ်အဲ့ Tik qualify ထည့်အောင်ဖြတ်ပလိုက်တယ်ဖြတ်ပလိုက်တယ်ပေါ့နော်အဲ့လိုဖြတ်လိုက်တယ်ဆိုရင်လည်းကျွန်တော်မျိုးစကဖြတ်လိုက်လို့မပြောက်သွားဘူးနော်သူဘက်ကဒါတော့ကော့ယူထားပြီးသားတစ်ချက်ထည့်တယ်ဆိုတစ်ချက်ယူထားပြီးသားပေါ့နော်အဲဒါကတော့ monetization အောင်ပြီးတဲ့သူတိုင်းကအခုလိုမျိုးပေါ့နော်တက်ကွက်လပိုင်းဖြတ်တဲ့ပြီးတော့လုံးဝမဖြတ်ဘဲနဲ့ဘယ်နှပုတ်တိတိဗျာအဒီတိုင်းအယူခံယူပါလုံးဝတရားပါစင်ပြန်ရပါတယ်အဲ့ဒါလေးကရလာမရလာပေါ့နော်ခဏနေရင်ကျွန်တော်ဒီဟာလေးကိုပုံလေးနဲ့ပြန်တင်ပေးမယ်နော်ဒီမှာကောင်းစင်လေးမှတ်ထားကျွန်တော်ရဲ့ကောင်းစင်ကမျက်ရည်မကြိုက်အောင်အစုံတိကြီး Okay အဲဒီဗီဒီယိုဒါကျွန်တော်အယူခံယူထားတယ်ပေါ့နော်တကယ်လို့အောင်သည်ဖြစ်စေမအောင်သည်ဖြစ်စေကျွန်တော်ရဲ့ပေလီမှာပြန်ပြီးတော့အောင်ခဲ့တဲ့ဆိုတော့အတက်ပုံလေးနဲ့ပြန်ပြီးတော့တင်ပေးမယ်ပေါ့နော် အချို့ကြောက်လည်းယုံကြည်မှယုံကြည်မယ်ပေါ့နော်အဲယုံကြည်တယ်ဆိုရင်ဒီတိုင်းလေးလှုပ်လှုပ်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေရဲ့ TikTok မှာအထိထားတဲ့ TikTok live video လေးလုံးဝမဖြတ်ပဲနဲ့ဒီတိုင်းလေးအယူခံယူပါလို့အဲကျွန်တော်အကြံပေးပါရစေဟုတ်ကဲ့ပါအားလုံးပဲ TikTok monetization ကနေ monetization ပေါ်ကနေပြီးတော့ပတ်စံများများရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်